ီဇင်ဘာ3ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့စီးရင်သတင်းများကိုတင်ဆက်ပေးပါမယ်။ကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒိုင်ကွန်မြို့နယ်ကုံပောင်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား20ဦးသေဆုံးပြီးလက်နက်22လက်သိရှိရရှိစွာသတင်းကိုတင်ဆက်ပေးပါမယ်။ကယင်းပြည်နယ်ဒိုင်ကွန်မြို့နယ်ကုံပောင်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီးလက်နက်22လက်သိရှိရရှိခဲ့ကြောင်းအမှတ်1339ကတည်ရင်ရှမ်းတောင်မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ နိုဝင်ဘာလ10ရက်နေ့မှာဘိုင်ကော်မြို့နယ်ကုန်းပေါင်းချေးရွာကိုစစ်ကြောင်းထိုးရခွန့်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုက်တနေရအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်ကြမ်းဖက်စစ်တပ်ဘက်မှစစ်သား20ဦးသေဆုံးကလက်နက်22လက်သိမ်းဆီးရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကြောင်းနှစ်ကြောင်းကရွာထဲကိုထိုးလာတာအဲဒါကမှအဓိကစစ်ကြောင်းအင်အား90ပါစစ်ကြောင်းကိုရှေ့မောင်းနိုင်ခဲ့တာပါ တနက22လက်ရတဲ့စစ်ခွေးဘက်ကအသေးပြောက်က20နီးပါးသိဆုံးတဲ့စစ်ခွေးစစ်ကြောင်းကလင်ဖုံကြီးရွာကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းမှာသူကကိုယ်တွေခံစစ်ပြင်ထားတဲ့ရွာကိုဝင်တိုးတာရှေမုံရင်းနဲ့ထုံပေါင်းပြီးပြန်တွယ်ခဲ့နိုင်တာပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်ဖုံရွာထဲမှာပဲရှိတယ်လို့အမှတ်1 3 3 5တက်ရင်ရှမ်းတောင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KAKNTF နဲ့ PDF တပ်ဖွဲ့များကဖူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအချိန်မှာ အကြံပတ်စစ်တဲ့စစ်ကြောင်းဟာလင်းဖုံရွာထဲနဲ့ရှိနေသေးကြောင်းသတင်းရရှိပါတယ်မြောက်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်သား80ဝန်းကျင်တိဆုံခဲ့တဲ့ခင်ဦးတိုက်ပွဲမှာတိသိရရှိခဲ့တဲ့လက်နက်ခဲယမ်းများကိုတော်လန်ရေးရဲဘော်များထံသို့ဂုံပြုရှင်းမြင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြံပတ်စစ်တဲ့ဘက်မှစစ်သား80ဝန်းကျင်တိဆုံခဲ့တဲ့ခင်ဦးတိုက်ပွဲမှာတိသိရရှိခဲ့တဲ့လက်နက်ခဲယမ်းများကိုတော်လန်ရေးရဲဘော်များထံသို့ဂုံပြုရှင်းမြင့်လိုက်ကြောင်းခင်ဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတော်လန်ရေးသတင်းရင်းမြစ်များကပြောဆိုပါတယ် ဒီဇင်ဘာလနေ့ရက်နေ့ခင်ဦးမျိုးနယ်မျိုးနယ်ပကဖကတိုက်ပွဲအတွင်းသိစီရမိစစ်လက်နက်များအနက်မှ MA1 တနက်10လက်နဲ့ G3 တနက်4လက်အပါအဝင်စုစုပေါင်းတနက်14လက်ကိုတိုက်နယ်ပကဖများနဲ့ UG ပကဖများကိုအတိမတ်ပြုဂုံပြုရှင်းမြစ်ပေးအပ်ကြောင်းသိရှိရပါတယ်တိုက်ပွဲမှာရရှိခဲ့တဲ့လက်နက်ခဲယမ်းနဲ့စစ်သုံးပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ခင်ဦးမျိုးနယ်ပကဖမှသတင်းရင်းမြစ်ကရှင်းပြထားပါတယ် နိုဝင်ဘာလ23ရက်နေ့မိုးလယ်7:00နာရီခန့်မှာခင်ဦးမျိုးနဲ့မုံလိုက်ကြေးရွာအတွက်၄ရက်အကြာယာယီတက်ဆွဲအထိုင်ရှာထားတဲ့အကြံပတ်စစ်တပ်ဟာပြူတောင်ပြူစောထီးရွာတို့အင်အား180ခန့်ပြထွက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်သား80ဝန်းကျင်တိုက်ဆုံးကလက်နက်26လက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပါတယ်။တော်လန်ရေးရဲဘော်များထံသို့စစ်လက်နက်ပစ္စည်းများပေးအပ်ပွဲသို့မြို့နယ်ပကဖတာဝန်ခံ ပကဖဒူတာဝန်ကအင်အားစုဖွဲ့၄ချင်းရတာဝန်ကစစ်လက်နက်တာဝန်ကကုကဲတာဝန်ကဆက်သွယ်ရတာဝန်ကသတင်းတာဝန်ကပကဖဗန္ဒာရေးပကဖရုံးအဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့မှအတိတ်ဂုံပြုရှင်းမြစ်ပေးအပ်၍တိုက်နယ်၁၂၃၄၅၅ပကဖခေါင်းဆောင်ဒူခေါင်းဆောင်နဲ့အဖွဲ့များယူကြည်ပကဖခေါင်းဆောင်နဲ့အဖွဲ့များတက်ဆိုင်ရာပကဖရဲဘော်များမှအတိတ်လက်ခံရယူခဲ့ကြောင်းသိရှိရပါတယ်ခင်ဦးမျိုးနယ်အတွက်ဒေါ်လန်ရင်တက်များကတိုက်ခိုက်ရှိမုန်းခဲ့သောစစ်တပ်စစ်ကြောင်းမှကံဘလူမျိုးနယ်မှာ နေပြူဟာတုံတုံနဲ့ခါမရတက်တက်တက်ကံဘလူပြူစောတိများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီးအဲ့ဒီစစ်ကြောင်းကိုအမတ်နဲ့ရွှေဖို့ခဲ့ရအမတ်တုံးတက်ရင်ခင်ဦးမျိုးနဲ့ပကဖတိုင်းနဲ့တင်းနှစ်သုံးလေးငါပကဖများခင်ဦးမျိုးနဲ့ပလာဖရေသူကာကွယ်ရေးအဖွဲ့ခင်ဦးမျိုးနဲ့တို့ကပူပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ဘေးတဲ့မြန်မာနိုင်ငံမှာ အင်းဆိုင်ပြုံးမှု၁၀နှစ်အတွင်းအမြင့်ဆုံးရရှိလာပြီးမောင်ခိုလုပ်ငန်းအမျိုးမျိုးစုဝေးရဗဟုချက်ဖြစ်လာ။ကမ္ဘာဘိန်းဆိုင်ပြုံးမှုနံပါတ်၁နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရပ်တည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ပေးသည့်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံးမှု၁၀နှစ်အတွင်းအမြင့်ဆုံးသို့ရရှိလာကြောင်းကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်များအရသိရှိရပါတယ်။ကုလသမဂ္ဂရဲ့ယနေ့ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံးမှုဟာ၁၀နှစ်တကာလအတွင်း စံချိန်တည်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးဖက်ရှိလာတဲ့ဘိန်းဖြူကိုအနောက်နိုင်ငံဈေးကွက်များသို့ကူတန်းရောင်းဝယ်နေတဲ့အစောပိုင်းလက္ခဏာများတွေ့ရှိနေရကြောင်းသိရှိရပါတယ်။စစ်တမ်းတင်နေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်ထုတူပေါ်ခြင်းမှကြားဖြန့်လိမ်လည်မှုများအထိမတာအမ်ဘတ်တမင်းနဲ့ဘိန်းဖြူကဲ့သို့တရားမဝင်မူရစ်ဈေးများထုတ်လုပ်ခြင်းအထိအမျိုးမျိုးသောမှောက်ခိုလုပ်ငန်းများစုဝေးရဗဟုချက်ဖြစ်လာနေကြောင်းမြန်မာနိုင်ငံကကမ္ဘာထိပ်တန်းဘိန်းဆိုင်ပြိုးမှုထုတ်လုပ်သူများထဲမှအစိမ့်ကြမြင့်စွာပါဝင်ခဲ့ပြီး 2022ခုနှစ်အာဖဂန်နစ္စတန်၌တာလီဘန်အစိုးရမှဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးရနောက်ကမ္ဘာအဆင့်တနေရာကိုရယူခဲ့ကြောင်းသိရှိရပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွက်ရန်ပုံငွေထောက်ပံ့ပေးရ၌တရားမဝင်လုပ်ငန်းများအ திக ဝင်ငွေအရင်းမြစ်များဖြစ်လာကြောင်းကုလသမဂ္ဂမူရစေဝါနှင့်ရာဇဝတ်မှုဆိုင်ရာယုံ UNODC ရဲ့အစီရင်ခံစာအရယခုနှစ်အတွင်းမြန်မာနိုင်ငံမြေပေါ်၌ဘိန်းဆိုင်ပြိုတဲ့ဧကမှာဟက်တာ9,300ကျော် သိန်း3000တထောင်ဧကကျော်လွန်ခဲ့ပြီး2025ခုနှစ်နောက်ပိုင်းမှာ အကြီးဆုံးနယ်မြေအဖြစ်မှတ်တမ်းတွေကကြောင်းသိရှိရပါတယ် UNODC agency ရဲ့နှစ်စဉ်ထုတ်ပြန်နေတဲ့မြန်မာဘိန်းဆိုင်ပြုံးစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိန်းနှိမ်နှင်းမှုများပြုတ်လုပြီးတဲ့နောက်အရှိတောင်အာရှမှာကူတန်ရောင်းဝယ်နေတဲ့ဘိန်းပြူများမှာဈေးကွက်တက်များသို့ရောက်ရှိလာတဲ့လက္ခဏာများပေါ်ထွက်နေကြောင်းသိရှိရပါတယ် 2014ခုနှစ်25ခုနှစ်အစောပိုင်းမှာထိုင်းနိုင်ငံမှာဥရောပတပ်မကတို့လေကြောင်းခီးဖြင့်တွာလာသည့်ခီးတဲများထမမြန်မာနိုင်ငံမူရင်းဖြစ်တယ်လို့တန်တရားရှိရတဲ့ဘိန်းဘီစုစုပေါင်း60ကီလိုဂရမ်132ပေါင်ဖမ်းဆီးရရှိမိကြောင်းသိရှိရပါတယ်။အဲဒီပမာဏဟာတိတာတင်ရှားတဲ့အတိုင်းအတာမဟုတ်သေးတော့လေပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကမြန်မာနိုင်ငံဘိန်းဆိုင်ပြိုးခြင်းနဲ့ထုတ်လုပ်ရှင်းဖို့ပုံမှုအားပေးနိုင်ကြောင်းသုံးသပ်ထားပါတယ်။ ဒီမှာနိုင်ငံမှာပြည်တွင်းစစ်မပြတ်ပွားမိကဘိန်းကိုကျေပြန့်စွာစိုက်ပျိုးခဲ့ကြပြီးစစ်ပွဲကြောင့်မောင်းခိုဈေးကွက်များပုံမှုအားကောင်းလာကြောင်းဘိုးအစိုးရအားနည်းလာခြင်းတိုက်ပွဲများကြောင့်ဆက်မှုလုပ်ငန်းအခြေခံအဆောက်အအုံများပျက်စီးသွားခြင်းနဲ့စိတ်ရဲမွဲတမှုမြင့်တက်လာခြင်းတို့ကြောင့်စိတ်အားငယ်မှုများတိုးလာနေကြောင်းသိရှိရပါတယ်။ UNODC အစီရင်ခံစာမှာမတည်ငြိမ်ဖြစ်မှုကလေသမားများကိုဘိန်းစိုက်ပျိုးခြင်းစီတို့တွန်းပို့နေတော်လဲရင်ထန်လာတဲ့ပဏိပခန့်နဲ့မလုံခြုံမှုများကြောင့်၎င်းတို့ရဲ့ ဆိုင်ခင်းများကိုဂရုစိုက်ရန်ပုံမှုခက်ခဲလာတယ်လို့ဖော်ပြထားပါတယ်။စစ်ပွဲအတွင်းလဲသမားများနဲ့လက်နက်ကိုင်အဖွဲ့များနှစ်ဖက်စလုံးဝင်ဝင်ရှာနိုင်သည့်နီလန်များထဲမှာတကူမှဘိန်းဆိုင်ပြိုးခြင်းဖြစ်ကြောင်းဘိန်းဆိုင်ခင်းများဟာ2024ခုနှစ်မှစ၍စက်ကွန်ရကိုင်းတို့တိုးလာတော့လဲယခုနှစ်ထွက်ရှိတဲ့အထွက်နှုန်းမှာတန်တထောင်ခန့်ဖြင့်ရေပူရအဖြစ်အပြောင်းလဲမရှိဖြစ်နေကြောင်း UNODC အစီရင်ခံစာကမှတ်ချက်ပြုထားပါတယ်ခင်ဗျာ